င်္ဂလာပါတတမမီလေးတို့ရေဘ ഹു တုတာအစုံနဲ့ယသအစုံကိုနားဆင်ဖို့အတွက်ဘူကောင်းရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးဖို့တော့လိုနေပြီနော်။ကဲပုံမြင်လေးတွေတင်ဆက်တော့မှာမို့တတမမီလေးတို့ရေ Ready ပဲလားပုံမြင်လေးတွေနားထောင်မယ်။တတမမီလေးတို့ရေထူထူခြားခြားရွှေငါးလေးကခြေထောက်ပေါက်ချင်နေတာတဲ့။သူဘာလို့ခြေထောက်ပေါက်ချင်နေရတာလဲ။ဒီအကြောင်းလေးကို ဦးကောင်းကရုပ်ပြကတ်တူးလေးတစ်ပွဲပုံမြင်လေးကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်။ပုံမြင်လေးရဲ့နာမည်ကရွှေလူနဲ့ရွှေငါတဲ့။ဟိုးရှိရှိတုန်းကရွှေလူနဲ့ရွှေငါဆိုတဲ့တငယ်ချင်းနှစ်ယောက်ရှိတဲ့။တငယ်ချင်းဆိုပေမဲ့ရွှေလူကလူရွှေငါကတော့ငါးလေးပေါ့ကွယ်။တနေ့တော့သူ့ဖိုးဖိုးကမြို့ကအပြန် ဘောလုံးလေးတစ်လုံးရွှေလူဖို့လက်ဆောင်ဝင်လာပြီးတဲ့ကွယ်ဘောလုံးလေးရတော့ရွှေလူလည်းနေ့တိုင်းဘောလုံးကန်နေတော့တာပေါ့ရွှေလူကရွှေငားနဲ့အတူတူဘောလုံးကန်ခြင်းပြီးမယ်ရွှေငားမှာကချက်ထောင်မရှိဘူးအမိပဲရှိတယ်လေအရာကြောင့်ကန်လို့မရဘူးပေါ့ကွယ်ဒီတော့ရွှေငားလေးဟာသူ့မှာအမိမရှိပဲအမိအစာချက်တော့တာရရင်ကောင်းပါပဲလို့တွေးမိတဲ့ဒီလိုနဲ့တနေ့တော့ နတ်ငယ်လေးတစ်ပါးရွှေငါးလေးရဲ့ရေကန်ကိုရောက်လာတဲ့ရေကန်နားမှာစော်ရင်နတ်ငယ်လေးရဲ့ဖနက်လေးခြေလေးကိုပြုတ်ချသွားတာပေါ့ဒါကုံမြင်တဲ့ရွှေငါးကဖနက်လေးကိုကူးဆယ်ပြီးတဲ့နတ်ငယ်လေးကရွှေငါးကိုခင်သွားတော့ပါလို့ချင်းလေးဆူတောင်းပါလို့ပြောတာပေါ့ကွယ်ဒီတော့ရွှေငါးလေးဝမ်းသာအားရပဲသူ့အမီးကိုခြေထောက်နဲ့လဲပေးဖို့ဆူတောင်းလိုက်တဲ့ကွယ်နတ်ငယ်ကရွှေငါးကြီး တကယ်လို့ခြေထောက်နဲ့လဲချင်ရင်လဲလဲပေးပါမယ်။တခုတော့ပြန်ပေးရမယ်။လဲလိုက်တာနဲ့မင်းရေကူးလို့တော့မရတော့ဘူး။မင်းအတွက်အဆင်ပြေပါမလားလို့နတ်တငယ်လေးကရွှေငါးလေးကိုမေးလိုက်တဲ့ကွယ်။တငယ်ချင်းရွှေလူနဲ့အတူဘောလုံးကန်ဖို့ခြေထောက်သိမ့်လို့ချင်နေတဲ့ရွှေငါးကခြေထောက်သာပေးပါလို့ထက်ခါထက်ခါတောင်းလိုက်တဲ့ကွယ်။ဒီလိုနဲ့ခြေထောက်ရလာတဲ့အခါရွှေငါးဟာ ်ရွှေလူနဲ့အတူတူနေတာပေါလုံးကန်နေတော့တာပေါ့ကြည့်ပါအောင်သားတို့သမီးတို့ရေရွှေငါးလေးမှာအမီးမရှိတော့ပဲခြေထောက်လေးပေါက်နေတာတွေ့ရဲ့လားဒီလူနဲ့တနေတော့တရားနာမှာအတူတူကစားကြရင်ရွှေလူတယောက်ကန်လေးကိုပြုတ်ကျသွားတယ်လေဒီတော့ရွှေလူကသူ့ကိုကယ်ပေးဖို့သူ့တငယ်ချင်းရွှေငါးကိုအော်ပြီးအကူအညီတောင်းလိုက်တဲ့ရွှေငါးလေးအချစ်ဆုံးတငယ်ချင်းရွှေလူကို ရေရဲစင်ကေဘိုးလုတ်ပြီးမိအမီးနဲ့ခြေထောက်လေးတုန်းကလှုပ်ထားတဲ့သဘောတူညီချက်ကြောင့်ရွှေငါးကအခုရေကူးလို့မရတော့ဘူးလေကွယ်ရေနေနေတဲ့ရွှေလူကိုကြည့်ပြီးရွှေငါးဟာနောင်တတွေရပြီးငိုလိုက်တယ်။သူ့မှာရှိတာကိုမကြည့်နဲ့မိလို့အချစ်ဆုံးတငယ်ချင်းကိုသူ့အခုမကယ်နိုင်တော့ဘူးပေါ့။နတ်တငယ်လေးရေအမီးတွေပြန်ပေးပါအမီးတွေပြန်ပေးပါရွှေလူကိုကယ်ချင်လို့ပါရွှေငါးရဲ့အုံမူတန်ကြတော့ နဲ့တငယ်လေးပြန်ရောက်လာပြီးကဲရွှေငားရေရော့မင်းအမိပြန်อยู่ပါကိုမရှိတာကို့အတွက်အတင်တော်ဆုံးပဲနော်နောက်ဆိုတန်မိုးထားပါကွာဆိုပြီးနဲ့တငယ်လေးကရွှေငားလေးကိုပြောလိုက်တဲ့ကွယ်အမိပြန်ရတာနဲ့ရွှေငားလေးရွှေလူကိုအမြင်ပြေးကယ်လိုက်တယ်နောက်လဲတငယ်ချင်းလေးရောက်အထူးထူးကစားကြတဲ့ကွယ်ရွှေငားမာကအမေးရှိတယ်ရွှေလူမာက၆ထောင်ရှိတယ် သူတို့မှာရှိတာတွေသူတို့ပိုင်တာတွေမတူကြဘူးဒါပေမဲ့သူတို့သိပ်ပျော်ကြတယ်ကွယ်သသားမမီးလေးတို့ရေရွှေလူကလူဆိုတော့ခြေတော့ပါတာဘယ်ဆန်းပါမလဲရွှေငါးလေးကတော့ခြေတော့ပါလို့တော့ပေးဖြစ်မှာလဲနော်သူ့တဘာဝနဲ့သူ နေထိုင်ကြတာအကောင်းဆုံးပါပဲကိုမှရှိတဲ့ပစ္စည်းလေးနဲ့ကို့မှာရှိတဲ့အရာလေးတွေနဲ့ကြောင်ရင်တင့်တယ်ပြီးတော့ကလေးလေးတွေရဲ့ဘဝကိုဖျက်ဆီးဖို့လေအရေးကြီးတယ်နော်ဒါကြောင့်မို့လို့မလို့အဖင်းနဲ့ မတောင်းဆိုနဲ့ကို့အတွက်လိုအပ်တဲ့အချိန်မှာတောင်းဆိုတာအကောင်းဆုံးပါကိုမှရှိနေတဲ့ကိုဘဝလေးနဲ့ပဲပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်တာဟာလေအကောင်းဆုံးပဲမဟုတ်လားကဲတတော်မမီးလေးတို့ရေပုံမြင်လေးကတော့ဒီလောက်ပါပဲနော်ဦးကောင်ဖျက်ပြသွားတဲ့ဒီပုံမြင်လေးကိုနားထောင်ပြီးတော့တတော်မမီးလေးတို့လေဘ ഹു တုတရရှိနိုင်မယ်လို့ဦးကောင်ကယုံကြည်ပါတယ်နောက်တစ်နောက်တစ်ခေါက်ပုံမြင်အစ်စ်လေးတွေနဲ့တူဦးကောင်တို့ပြန်ဆောင်ကြအောင်မယ်နော်တတော်မမီးလေးတို့ရေ 哒哒。